တိုးစီကဒီမျိုးကနေတာမဟုတ်ဘူးဒီမျိုးဒီနေဒီဟာကိုတာဝန်နဲ့ရောက်လာသူတို့ဖြစ်ပါတယ်လေယာစိုက်ပျိုးရေးတာဝန်နဲ့ရောက်လာခဲ့သူတို့ဖြစ်ပြီးတော့ဝန်ထမ်းတအုပ်ရဲ့ကိုကြီးနဲ့ဒီရုပ်ကမှရှိတဲ့လုံးကြီးအိမ်တစ်လုံးမှာငှားရမ်းပြီးတော့နေထိုင်သူလည်းဖြစ်ပါတယ်ခြံကကျဲဝန်းနဲ့ခြံမဟုတ်တယ်လို့ကျင်းမြောင်းနဲ့ခြံတခုလည်းမဟုတ်ပြန်ဘူးခြံထဲမှာတော့စပယ်ကျဲယုံအဲ့လိုပန်းနေတဲ့ဆောင်းတော်ကူပန်းချုံလည်းရှိတယ်အင်္ဂလိပ်ဟာပြင်ကာပြင်ခင်းတဲ့သူ့မွေးအင်္ဂလိပ်ဖြစ်တယ်အင်္ဂလိပ်ထဲမှာ အေကန်နဲ့မေးဖို့ကန်ဆိုပြီးတေးချလဲရှိပြန်တယ်။ဒါပေမဲ့မောင်တိုးစီကလူလွတ်ဖြစ်တာကြောင့်ချက်ပြုတ်စားတော့ခြင်းလုံးဝမရှိဘူး။ကြောင်ရမဝယ်စားတော့ပြီးတော့တိုးစီကဒီမျိုးကိုရောက်တဲ့ရက်ကစပြီးရုံးစိတ်ရင်နေ့တိုင်းရွှေပုံသားမူနီစီတီကိုတွားပြီးတော့ပဋိစိတ်တယ်။ညနေ6နာရီဖျားဘော်ကဆင်းထမင်းဝယ်စားပြီးမှအိမ်ကိုပြန်ခဲ့တာ။နေစတူကအလောက်တောင်ဖြစ်နေပြီ။သူ့အတွက်တော့တနေ့တာဘလောက်ပဲပြင်ပမှစေညနေရောက်လို့ရွှေပုံသားမူနီဖျားကိုတက်ပြီးကြည်လင်တဲ့ခေါင်းလောင်းတန်ဆွဲလက်တန်ဒါလေးကိုကြားရရင်တော့စိတ်ထဲမှာပျော်သွားတတ်တယ်။ တိစိတ်လိုက်ပြီးဆိုရင်တော့အငြင်းချမ်းဆုံးဘဝကိုပိုင်ဆိုင်လာရတယ်လို့ခံစားရပါတယ်။ဒီလိုနေစဉ်ဖျားကိုရောက်ခဲ့တဲ့တိုးစီအတွက်ထိုးခြားတဲ့နေ့တစ်နေ့ကိုထိတွေ့ခံစားလာရပါတယ်။အဲ့ဒီကထိုးခြားတဲ့နေ့လားအချိန်ကညနေ6နာရီအရှိကျုံကနေထွက်ပေါ်လာတဲ့ပေမင်းကြီးဟာအနောက်ကျုံစီကိုငုတ်ရှို့တိုးဝင်သွားခဲ့ပြီ။ဒါပေမဲ့လည်းအလဲအောင်ကလည်းလုံးဝစိတ်သွုံးမသွားသေး။ကောင်းကင်ပြင်မှာတိမ်မိန်လာဇာပန်းတွေကပွင့်နေတယ်။လေပြီးဟာလေပဲတိုက်ခတ်နေပြီးတော့အိတ်တန်းပြန် ငှက်တွေကလည်းပုတ်ဖွဲ့ပြီးပြန်တန်းနေတယ်။မောင်တို့စီကဖျားဝတ်ပြုတ်ပရိစိတ်ရပြီးဒီလိုပြုတ်ရတဲ့ကုသိုလ်အတွက်အထက်ဘဝအောက်ဘဝအဝေးတီချလိုက်မြ၊နောက်ပြန်မှတရဝပေါင်းတွေကိုအတူအောင်ဝင်းချင်မှရှိကြကုန်တဲ့တရဝတွေကိုလည်းအမြတမ်းမွေးဝေးတယ်။ရှိသည်မြအမြအမြဆိုပြီးတော့အမြပေးဝလိုက်တယ်။ဒါတို့ခေါ်ဆိုပြီးတဲ့အချိန်မှာတော့တိုးစီဖျားဝတ်ပြုတ်တာကိုကတော့တယ်။ဒီချိန်မှာတိုးစီနှာခေါင်းတွင်းကိုတင်းပြန်းနဲ့မွေးရင်တခုဟာတိုးဝင်လာခဲ့တယ်။ အဲ့ဒီနဲ့ဟာကျင်းနူရစိတ်တင်းပြက်နဲ့မိုးရင်းနဲ့ကြောင့်ရင်ထဲမှာအေးမြသလိုခံစားလိုက်ရတယ်။ဒါကြောင့်ပဲတို့စီအသားရလှည့်ကြည့်တော့ဟိုသူ့ရင်ထဲမှာအံ့ဩသလိုခံစားရပြီးတော့ဒုတိယအတန်းမှာ ထက်ကြည့်တယ်။ဒီခါမှာအံ့ဩမိတဲ့အတွင်းတရံကို သူ့ပြပြမြင်တွေ့လိုက်ရတယ်။ဒါကတော့တခြားသူမဟုတ်ရွဲလျက်ရသူ့အနားမှာရက်နေသူတို့ကို မြင်လိုက်ကြတဲ့ကသုံးတောင်ဝယ်မင်းကလေးတူဦးဆိုတာတေချာသိလိုက်ရတယ်။သူမဟာတို့စီနောက်မှာရက်နေပြီးတော့လေအင်းမှာတော့ ။သူမရဲ့ရှယ်လျားပျော့ပြောင်းနေတဲ့စံကိတ္တဟာလိုလွန်နေရကိုတိုးစီတွေ့ရတယ်။သူမကိုကြည့်ပြီးတော့ထားတယ်။ဒီကနေ့သူမနဲ့ညနေချင်းဆိုင်ထိုင်ရတယ်လို့တိမ်ပြက်နဲ့မွေးရနဲ့ကိုလည်းချူရှက်ရတယ်။ပြီးတော့မျက်လုံးမျက်ခုံနှာရည်ကကောင်းချင်းကိုမြင်တွေ့ရင်အထူးသဖြင့်သူမမြန်ဝန်းဆောင်ဟာတောင်ရှူးကျဲညီနောင်လိုပဲထုံးပြောင်နေရတွေ့ရတယ်။ညနေချင်းဆိုင်ထိုင်ပြီးတော့လုံးတဲ့နှောက်ရက်တလို့များဖြစ်သွားလားမသိဘူးနော်။သူမဟာအာတုံအာနာပြောတယ် တကယ်မှသိုးစီဟာသူမရဲ့နေဆွေးတဲ့နှခမ်းကပြန်လွင်လာတဲ့စကားတန်းကိုခံစားပြီးတော့ကျဉ်းနှိုးသွားတယ်။ပြီးတော့သိုးစီကပြောပြီးတော့မဖြစ်ပါဘူး။ဒါနဲ့ကျမကရှင်လုံးတယ်မှာဒီကအကိုနေတိုင်းဒီမှာဖျားဝှက်ပြုတ်ပတိစိတ်တာတွေ့ရတယ်လေ။ဒါကိုကြည့်ပြီးတော့စိတ်ထဲမှာตายရတယ်လို့ခံစားရတယ်။ကိုမလုံးနိုင်တာကိုလောက်နိုင်တဲ့ဒီကအကိုကိုမုဒိတာပွားမိတယ်။အကိုနာမည်ကတိုးစီပါ။ရန်ကုန်ကပါ။ဒီမှာတာဝန်နဲ့ရောက်လာတာ။ဒါနဲ့ရှင်လုံးတင်ကရော။ ကျမကဒီနာကပါလို့ပြောပြီးဟိုသေးကြည့်တယ်။နောက်မှတွေးကြတာပေါ့နော်ဆိုပြီးတော့ထပြန်မလုပ်တယ်။ရှင်လုံးနဲ့သွားတော့မယ်လို့ပြောလို့ထွက်သွားပြန်တယ်။ဒုစီတရားခတ်တော့ထွက်သွားတဲ့ရှင်လုံးတရားနောက်ကျိုးကိုငေးကြည့်မိတယ်။လှုပ်ရှားမှုနဲ့အတူလိုးလုံးနဲ့ဆန်တို့တွေဟာကြပြဆန်တို့နဲ့တို့ခံစားမိတယ်။အဲ့ညာကဒုစီလုံးဝအိပ်မြဘူး။ဒါဟာဓမ္မတာပါ။မိမလှလေးနဲ့ဆုံတွေ့ရတာရယ်ခံစားရတဲ့ယောက်ျားပြုတို့ရဲ့ဝေဒနာလေးဒီလိုနဲ့နောက်တစ်နေ့မှာပြုမြဲတိုင်းပဲ ဖះရှိကိုပရိစိတ်မြေတာပို့ပြီးကိုရင်နဲ့ကိုတန်းတိုင်နဲ့မျောလိနေမိတယ်။ဟိုတီတီကြည့်နေမိတယ်။ရှင်လုံးတဲ့ဒီနေ့များမလာဘူးလား။စဉ်းစားသလိုနဲ့ဟိုတီတီကြည့်တယ်။ဒီချိန်မှာသူ့နောက်ဘက်ကနေတင်းပြက်တဲ့မိုးရင်နဲ့ကိုရလိုက်တာကြောင့်ဖြတ်ကနေလက်ကြည့်အောင်ချိုလေးနဲ့မျက်နှာနဲ့မျက်နှချင်းဆိုင်လိုက်ရတယ်။သူ့မကတော့ရှင်လုံးတဲ့ပန်းတို့ရောင်ဝက်ဆက်ကိုဝတ်ဆင်လာပြီးတော့ရှေလျာနတ်မောင်နေတဲ့စံကေတလေးတွေကလေအဲ့အဲ့မှာကြပြဆန်းသွားနဲ့လွတ်လွတ်နေပါတယ် ရှင်လုံးတိန်ကပြောပြီးတော့အကိုဘာရှာနေရလဲဆိုပြီးမေးတယ်။ဒီချိန်မှာတိုးစီဟာတကူလုံမိသွားသလိုပြီးတော့မှရှင်လုံးတိန်သိကျင်လို့လား။သူ့ရဲ့စကားကြောင့်ပဲရှင်လုံးတိန်ကခေါင်းငိမ့်ပြတယ်။ကျွန်တော်မလင်းညင်ပါဘူး။ကျွန်တော်လေရှင်လုံးတိန်ကိုရှာနေတာ။ဟုတ်လို့လား။ဟုတ်တယ်ရှင်လုံးတိန်ပြောရရင် ရှင်လုံးတိန်ကတက္ကနနဲ့တဘွားကိုပိုင်ဆိုးနိုင်သူဖြစ်လို့လေ။ ရှင်းလို့တင်ချက်စလို့နဲ့ခေါင်းငုံသွားတယ်။အဲနောက်တဦးကိုတဦးပြုံးကြည့်မိတယ်။ဒီလိုနဲ့ပဲအခြေတို့တွေမှာပဲခင်မင်းသူတွေဖြစ်သွားပြီးတော့ခွဲခွာခဏတိုင်းရှင်းလုံးကိုကျွန်တော်မျှော်နေမှာပါလို့ပြောဖြစ်တယ်။ရှင်းလုံးကလည်းအကိုကိုအမြဲတမ်းတရိယာနေမှာမဆိုပြီးတော့စကားလေးပြန်ပြောရှာတယ်။သူတို့အပြုံးတွေနှလုံးသားမှာမြုပ်နှံပြီးတော့ပြန်ခဲ့ရတာ။လောကဓမ္မတာကတော့တဦးကိုတဦးအတွေ့အမြင်များလာပြီးဆိုရင်တော့စင်နာစိတ်တုံးဝင်ခဲ့တာဓမ္မတာပါ။ပို့ဆိုတာက တိုးစီနေရှင်လုံးဟာနေ့စဉ်တွေ့နေကြပြီးနှစ်ရက်လောက်မတွေ့ရရင်တော့မှရင်ထဲမှာခံစားချက်တမျိုးဖြစ်လာခဲ့တယ်။ခင်မင်ချင်းတက်ပေါ်တဲ့အချစ်တကူဟာနှလုံးသားမှာစုံမှုလာခဲ့ပါတယ်။လုံးတယ်ရှင်းရှင်းပြောမယ်နော်။အကိုလုံးတရာနောင်ပိုးမြတ်ဖရားမှာလူကိုယ်အတွက်ရတနာတိုက်ကိုစောင့်နေရတဲ့တိုင်နန်းရှင်။ဒါကြောင့်အကိုနဲ့လုံးတရာဘလုံးမှာပေါင်းဆက်လို့မရဘူး။လုံးတရာ တိုးစီကိုပြောစရာစကားတွေအများကြီးရှိပေမဲ့ပြောမထွက်ဘူးတစ်ဖက်မှာတိုးစီကလည်းငါလွန်းတင်ကိုချစ်နေပြီဒီတခါတွေ့ရင်တော့ငါလွန်းတင်ကိုချစ်မိနေပြီလို့ပြောရမယ်ပြီးတော့လက်ထပ်မယ်ငါလွန်းတင်ကိုချစ်တယ်လို့မခွင့်နိုင်တော့ဘူးဟုတ်တယ်တိုးစီနားလည်လိုက်ပြီဒါကြောင့်ညနေရောက်ပြီမလို့ပြုံမြဲတိုင်းဝှက်ပြုတ်လို့ရှင်လွန်းတင်ကိုမျောနေမိတယ်မျောလိမ့်ချင်းကြောင့်ရှင်ထဲမှာမောနေရတယ်လို့တိမ်ပြက်တဲ့မွေးရင်နှန်းကိုရှူရှိုက်လိုက်ရတော့သူ့ပြောသွားတယ်တင်ရင်နှန်းကနောက်မှာဆက်ခနဲ့လှည့်ကြည့်တော့ရှင်လွန်းတင်နဲ့ မျက်နှာချင်းဆိုင်လိုက်ရတယ်။ယုံတယ်။မင်းကိုကိုမျောနေတာ။ပြီးတော့လေနှစ်ရက်လောက်မတွေ့ရတာနှစ်ကဘာလောက်တောင်ထင်နေတယ်။အကိုလုံးတင်လည်းအကိုနဲ့ထပ်တူခန်းစားရပါတယ်။ပြီးတော့အကိုကိုလုံးတင်ပြောစရာရှိတယ်။ဟုတ်လား။အကိုနဲ့လုံးတင်ကစိတ်ချင်းများဆက်နေလားမသိဘူးနော်။အကိုလည်းလုံးတင်ကိုပြောစရာရှိတယ်။ပြောလေကိုအောင်စင်ရအောင်။လုံးတင်ရှင်လုံးတင်ဟာကောင်းနေတယ်။ပြီးတော့သံဆောင်တိုင်းပဲ ဖယားဘော်ကဆင်းလာခဲ့ပါတယ်။ဖယားချင်းရင်မှာရှိတဲ့ပန်းချံကလေးစီကိုဝင်လာတယ်။မြေပေါ်မှာကျွေလင်းနေတဲ့တရုတ်စကားဖွင့်နေတဲ့တူတူတရုတ်စကားပြန်အောင်ကိုဝင်လာတယ်။တရုတ်စကားနဲ့တော့တင်းပြတ်နေပါတယ်။တရုတ်စကားပြန်အောင်ရောက်တော့ရက်တယ်။တအုပ်ကိုတအုပ်ကြည့်ပြီးတော့အကိုရင်ထဲကလုံးတင်ကိုပြောချင်တဲ့စကားကိုအရင်ပြောခွင့်ပြုတော့တောစီကပြောတယ်။ပြီးတဲ့နောက်ကိုစီကရှင်လုံးတင်ရဲ့လက်ပုံမလို့လေးကိုစုပ်ခိုင်းလို့လုံးချင်မျက်နှာကိုဆေးဆေးကြည့်တယ် ပြောလေကိုလုံးတင်မငင်းနဲ့နော်ပြောပါကိုရဲအကိုလုံးတင်ကိုချစ်တယ်လက်ထပ်ချင်တယ်လို့ပြောပြီးလုံးတင်ရဲ့ပခုံးတစ်ဘက်ကိုဆုပ်ကိုင်ပြီးရှင်ဝင်ထဲကိုတိုးဖတ်ထားလိုက်တယ်ဒါပေမဲ့ရှင်လုံးတင်လုံးဝမငင်းပါရှင်လုံးတင်ကတိုးစီရှင်ဝင်ထဲကိုတိုးဝင်ပြီးတော့ဟင်းငနဲ့တပ်ပြင်းတစ်ချက်ကိုရှိုက်လိုက်ပါတယ်ရှင်လုံးတင်ရဲ့ရှိုက်တန်ဟာနှလုံးသားကိုတန်လျက်နဲ့ထိုးတယ်လို့ရှိတယ်ချစ်တယ်ဆိုတာငိုဖို့မဟုတ်ဘူးလေကွာဝမ်းနေစရာမဟုတ်တာဒီလိုပြောချင်ပေမဲ့ ြောင်းမဖြစ်ဘူးလုံးတယ်ချစ်တယ်ဆိုတာဘာလို့ငိုရတာလဲကွာလုံးတယ်နဲ့ကိုကိုချစ်တယ်မဟုတ်လားဒါဆိုပြောရမှာလေငငိုပါနဲ့ကွာလုံးတယ်ဟာတိုးစီစကားကြောင့်ပဲပို့ပြီးတော့မျက်ရည်တွေကျလာတယ်ဘာဖြစ်လို့လဲလုံးတယ်မပြောနိုင်ဘူးကိုလုံးတယ်ရှင်လုံးတယ်ဟာတပင်းချက်ပြီးဘာဖြစ်လို့လဲဆိုရင်ရှင်လုံးတယ်ဘွားကို အကိုအစ်စ်တွေကိုထွေးပိုက်ပြီးတော့ပိုင်ဆံပြီး မပြောနိုင်တဲ့ဘဝမှာအကိုလို့ပြောလိုက်တယ်။ဘာဖြစ်လို့ဒီလိုပြောရတာလဲလုံးတယ်။လူချင်းမတူတာမရှိဘူးလေ။အချစ်ဆက်ဟာမတူညီတဲ့ဘဝတစ်ခုကိုပေါင်းဆက်ဖို့အနိုင်မဲတဲ့အင်အားပါလုံးတယ်။မဟုတ်ဘူးအကို။လုံးတင်တဲ့အကိုကဘဝမတူတာကညှိမရတဲ့မတူညီခြင်းပဲ။ပြောရရင်လုံးတင်ကလူဆိုပေမဲ့လူအစ်စ်မဟုတ်ဘူးအကို။ဖန်ဆင်းထားတဲ့လူဖြစ်နေလို့ပဲအကို။ဘာဘယ်လိုလုံးတင်လုံးတင်ရှင်းရှင်းမပြောမယ်ကိုလုံးတင်ကနောက်ပွဲမှာဖျားမှာလူ့ဘုတ်အတွက် ရတနာတိုက်ကိုစောင့်နေရတဲ့တိုက်တိုင်းရှင်ပဲဒါကြောင့်အကိုနဲ့လုံးတင်ကဘဝချင်းပေါင်းဆက်လို့မရဘူးပြီးတော့လုံးတင်တို့တိုက်ကတိုက်เสียအနောက်ရှက်ချောင်းကြောင်းရတော့မယ်ဒါကြောင့်အကိုကိုတွေးကြည့်မိမယ်မတွေ့နိုင်တော့ဘူးဘဝချင်းပေါင်းဆက်ဖို့ကလည်းမလွယ်တော့ဘူးဒါကြောင့်ဒီဘဝဒီမှာလို့ပဲသဘောထားရအောင်နော်လုံးတင်တိုးစီဘာပြောရမှန်းမသိလူစင်တွေကနေကြောက်ရွံ့ဖြစ်သွားတယ်ထင်တယ်ဒီချိန်မှာရှင်လုံးတင်သူ့ရင်ထဲကနေပြေးထွက်သွားတယ်လုံးတင်ရှင်လုံးတင်လှည့်မကြည့်ဘူးကြည့်စမ်း မျက်စိအောက်ကနေပျောက်ချင်မလားပျောက်ကွယ်သွားခဲ့ပြီအိုင်းနောက်ပိုင်းတိုးစီနဲ့ရှင်လုံးတင်လုံးဝမတွေ့ကြတော့ဘူးတိုးစီတယောက်နေစဉ်ဆောင်နေပေမဲ့ရှင်လုံးတင်ရောက်မလာခဲ့ဘူးဖျားဝဲပြုတ်ပတိစိတ်မေတ္တာပို့အမျှဝယ်ပြီးတင်းပြတ်နဲ့မွေးရနှံကိုရှူရှိုက်လိုက်ရတာကြောင့်တိုးစီပြောသွားတယ်ချက်ခနဲ့ကြည့်လိုက်တော့ရုပ်တင်ကိုမမြင်ရဘူးလုံးတင်မင်းရောက်နေတယ်မဟုတ်လားမင်းကိုကိုတွေ့ပါတယ်တိုးစီပြောတယ်ဒါပေမဲ့မတွေ့ဘူးအတန်ကိုတော့ကြားတယ်လုံးတင်ကိုမတွေ့ချင်ပါနဲ့တော့အကိုဒါပေမဲ့ လုံးတင်ပြောစကားကိုတေချာနားထောင်ပြီးတော့မှတ်သားထားပါလုံးတင်တို့တွေလာကွယ်ညမှာတိုက်ပြောင်းရမယ်ကိုဒီလိုတိုက်ပြောင်းတဲ့အခါမှာခြေစီတန်တွေကြားရမယ်ဖဲတုံးတန်တွေကြားရမယ်ဒီအချိန်အကိုထွက်လာခဲ့ပါဒီတန်တွေနဲ့တူတူအကိုမွေတကောင်တွေ့လိမ့်မယ်အဲ့ဒီမွေကိုတွေ့ရင်အဲ့ဒီမွေကိုရိုက်တတ်ပါဒါဆိုအကိုမှအများပြားတဲ့ယန္တနာတွေရလိမ့်မယ်ဒီလိုယန္တနာတွေကိုတဝက်ကိုအချစ်ဆုံးပေးတဲ့လက်ဆောင်ဖြစ်နေအကိုသုံးပြီးတော့တဝက်ကိုဖျားလှူလိုက်ပါရှင်လုံးတင်တို့က အမြပေးဝေသားတို့ခေါ်ပေးပါကိုအကိုနဲ့ခြေလုံးတဲ့နောင်ဘဝမှာနောင်ခဏနဲ့ပေါင်းမရစေနော်အဲ့နောက်ဘာသားမှဆက်မကြတော့ဘူးတင်ပြနဲ့မွေးနဲ့လည်းမရတော့ဘူးလောက်ွယ်ညာရှင်လုံးတဲ့နဲ့ဝေးရပြီဆိုတဲ့အတိတ်ကြောင့်သူ့နှလုံးသားတွေကြွေမှပြတ်သုံးစလုံးခံစားရတယ်ရှင်လုံးတဲ့နဲ့ဝေးရပြီဆိုတဲ့အတိတ်ကြောင့်ပျော်ရွှင်မှုတွေကိုစိတ်သုံးသွားတယ်ဒါပေမဲ့သူပြောခဲ့တဲ့စကားကိုတော့ကြားအောင်နေတယ်နောင်ဘဝနောင်ခဏနဲ့ပေါင်းကြအောင်မယ်တဲ့ရှင်လုံးတဲ့သူယုံကျိုးမရခံစားရတယ် ဒီလိုနဲ့ပဲလာခွင့်ရောက်ရလာတာကို အမှန်ရတယ်။ဘာမှလိုချင်တတ်မှတ်မှုမရှိပေမဲ့ချစ်သူစကားဖြစ်တာကြောင့်အလေးနက်ထားရတယ်။အိုင်ညာကအိမ်မရဘူး။မနက်မိုးလင်းအာယုံတက်ချိန်ကျဲစီတန်တွေလှမ်းမောင်းတန်တွေကြားရတယ်။တို့စီအိမ်ထဲကပြေးထွက်လာတယ်။လင်းအာယုံဟာညာလင်းအောင်နဲ့မပြေပြင်းသေးဘူး။ညထဲမှာလည်းလှုပ်သွားလှလာမရှိသေး။ဒီချိန်မှာသူ့ရှိမှ ကြီးမားတဲ့မိုးကြီးတစ်ကောင်တွေ့ရတယ်။မိုးကြီးကိုမြင်တတ်လိုက်ပါ။တဝက်ကိုလှုပ်ပြီးတဝက်ကိုရှင်နှုံးတင်ကိုရီမှန်းလို့ လူရန်အမြပွေဝေတာတို့ခေါ်ပါ နောင်ဘွားနောင်ဘွားနောင်ခန္ဓာနဲ့ပေါင်းကြပါဆိုဆိုတဲ့ဇာတ်ကားကိုကြားနေရတယ်သူတူဝင်နေရမှာပဲဖြတ်ခနဲ့ကြည့်လိုက်တော့ပြည်ပင်သာမြင်ရတဲ့မွေးကြီးဟာတဖြည်းဖြည်းနဲ့ပုံမှားပြီးတော့အမိဘက်မြင်ရတော့တယ်ဒီကမှတိုးစီလေမွေးကြီးကိုရိုက်လိုက်မိတယ်အဲ့တူပဲသူရိုက်တဲ့နေရာမှာမွေးကြီးဟာပျောက်သွားပြီးတော့ရွှေတုံးတစ်ချုပ်ကိုတွေ့ရတယ်တိုးစီရွှေတုံးလေးကိုကောက်ယူပြီးတော့ရင်ထဲမှာလှိုင်မိုးလာတယ်မြေးရီတွေလည်းကြားလာတယ်ဆက်ချပါလုံးတယ်ဒီရွှေတုံးလေးကိုထုတ်ခွဲပြီးတော့ ိုရှင်လုံးတဲ့အတွက်ရေးစုလို့အလှူဒါနာပြုပါမယ်ရှင်လုံးတဲ့ဒါတို့ခွန်နိုင်ပါစေကွယ်နောင်ဘဝနောင်ခန္ဓာနဲ့ပေါင်းရဖို့